စစ်တင်နေလာတဲ့တယ်ဆိုပြီးတော့ခူးခူးတရားလုံးကတီတူတီတူပြောကြတာမျိုးကြီးကျွန်တော်အများနဲ့ပြောနေကြစကားရှိပါတယ်ဘာမှမပေးနိုင်ဘူးမှာ love and care ပေါ့နော်ချစ်ချင်းမြတ်တာနဲ့ give side မှုပေါ့နော်အဲ့ဒါတွေတော့ကျွန်တော်အပြန်အလှန်ပေးကြရအောင်ပေါ့နော်ပြည်သူကိုကျွန်တော်ပေးလို့ရတဲ့ချစ်ချင်းမြတ်တာမျိုးရှိရင်ကျွန်တော်ပေးကြမယ် give side မှုတွေပေးလို့ရတာမျိုးကျွန်တော်ပေးမယ် အဲနောက်ခါကျတော့အဲဇာမင်သားအခုဒီတော်လည်းကာလအတော်တွင်းမှာပေါ့နော်မမရေရဖြစ်နေတယ်ဖြစ်ပြတယ်ပါလေမိလို့မရတယ်ဖြစ်ပြတယ်ပါရှိတယ်ဆိုတော့ဆရာမမရေရတော်လည်းရေးရမှာလို့ပြောရင်တော့မမရေရအများကြီးပေါ့အပတိအရအများကြီးပေါ့ခုမှဆိုတော်လည်းထဲဆားရောက်တဲ့နေ့ပေါ့နော်ဆားရောက်တဲ့နေ့ဆိုဒုက္ခခုမကြည့်ရကျွန်တော်ကိုထပ်ဖို့လို့ပေါ့နော်ဒီအဲထပ်ဖို့လို့ပဲသွားပါ သင်တန်းမှာစစ်သင်တန်းမှာကအဲဇင်းစရာတွေလောက်ရတာမျိုးတွေပေါ့နော်ဝင်ထွက်စည်းရင်းတွေဆိုလောက်တဲ့လူတိတ်မရှိဆိုဆမင်နာနည်းနည်းတော့ကုလို့ရလာပေါ့အဲဒီတော့ကျွန်တော်တော်လိုင်းရေးမှာတပိတ်ကောင်းဆောင်တွေလုပ်နေတာဩ record ပဲမှာအဲဆိုတော့သုံးလပိုင်းလလေလောက်ဖြစ်မှထင်ပါတယ်ဒီအပတ်စနစ်လောက်မှလားမသိကျွန်တော်တော်ထဲမှာခိုးချောင်ခိုးဝဲနဲ့တင်တယ်ပြီးကြတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်ရောက်လာတော့ အဲလူရပြောရမနော်အေးဒီပုံစံနဲ့ဟိုစစ်တင်နေလာတဲ့တယ်ဆိုပြီးတော့ခိုးခိုးတရားလုံးကတီတူတီတူပြောကြတာမျိုးကြီးပေါ့နော်အဲမျိုးကြီးဆိုတော့ကြားရတယ်ဒါပေမဲ့စိတ်ကမကြပါဘူးဘယ်နေရာဘယ်နေပဲပဲရရောက်ဒီဘယ်နေရာရရောက်ပေါ့နေရာအတိတ်ခုရောက်ပြီလို့ပြောရင်ကျွန်တော်ကိုအများအားလူတွေကပြင်ပန်းတန်ကြည့်ပြီးတော့ဟိုအတင်အတင်တုတ်တယ်ပြောမလားအဲလိုမျိုးဘာလဲဆိုတာမျိုးပေါ့နော်ဖြစ်လေဖြစ်တာရှိတယ်ဆိုကိုယ်ကတော့မလန့်တော့ဘူး ဆိုတော့ရပြီးတော့ကျွန်တော်ကဒီစစ်တန်းလဲတဲ့ရောအစစ်တန်းတဝဲတဲ့တယ် management တဝဲလုပ်ရတယ်အဲ့လိုလုပ်ရင်းနဲ့ကျွန်တော်တင်တန်းချောင်းအုပ်ဆိုတာစဖြစ်တယ်ဒီမှာဟောအဲ့ရောတင်တန်းအုပ်ချုပ်ရေးမှုလို့တုံးတယ်တကယ်တော့ချောင်းအုပ်ပဲပေါ့ဆိုတော့စစ်တန်းအောက်ပဲမရှိအပေါ်မှာဒီ ရဲစီရံတစ်ဖွဲ့ရှိတယ်ပေါ့အဲ့ဒီနှစ်ဖွဲ့စလုံးရဲ့တင်နန်းကြောင့်အုပ်လိုမျိုးကျွန်တော်လုပ်ရတယ်ဒီတက်စီတင်နန်းဖဲ့ကိုလည်းကျွန်တော်ကြည်တယ်စီရံဖဲ့ကိုလည်းကျွန်တော်ရဲစီရံဖဲ့ကိုလည်းကျွန်တော်ဒါပြီးတော့အုပ်ချုပ်တဲ့ညွန်ကြားတဲ့အလုပ်မျိုးလုပ်ရတာပေါ့အဲ့ဒီကလေးကအခုချိန်ဒီအခုချိန်ဒီလို့ပြောမှာပေါ့နောက်တောက်လျှောက်ပဲကျွန်တော်တင်နန်းကြောင့်အုပ်ကအခု20ကျော်အမ်ကျွန်တော်တင်မယ်၂၃ခုလောက်လာမသိဘူးဒီမှာတင်တဲ့ကြောင့်အုပ်ကျွန်တော်လုတ်ခဲ့ရတယ်။အော်စစ်တဲ့ကြောင့်အုပ်ပေါ့နော်။ဆိုတော့မမရရကတော့ဒီ ကွန်မတူ training ပေါ့နော်တပ်ပေါင်းစုကွန်မတူအာတင်တန်းတစ်ခုမှကျွန်တော်ကဒုချောင်းအုပ်လို့ရတယ်။အာဒုချောင်းအုပ်စုပြင်မယ်လို့တင်တန်းချောင်းအုပ်ကအများရန်မရောက်နေတော့အာကျွန်တော်ကပဲအစအလေအစအုပ်ချုပ်စီမံမှုတွေကိုအများကြီးကျွန်တော်လုပ်ရတယ်ပေါ့နော်။ဆိုတော့အမတ်ရစရာလို့ပြောရင်အဲ့ဒီခုနပြောတဲ့ training ပြီးလဲပြီးရောပြန်မယ်လို့တဲ့အချိန်မှာစစ်ကောင်စီဘက်ကနေအာဆောက်ပြီးတော့ကျွန်တော်တို့ပြစ်တဲ့ဖြစ်ရလေးတစ်ခုဖြစ်ခဲ့တယ်ပေါ့။အာဆောက်ပြီးတော့ဒီဟို ဟိုရေချောင်းလေးတစ်ခုကူပြီးတော့ဟိုဖဲ့ကိုညလုံးပေါက်ပြေးတော့နေ့တနေ့ကုန်ပြေးပေါ့နော်အဲ့လိုဖက်နဲ့မပါအင်ဂျီမပါဘာမပါပေါ့နော်အဲအဲ့လိုရေချိုးဖို့ပြင်နေတဲ့အချိန်မျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်အဲကျွန်တော်ရဲ့ဒီအောက်ကကျွန်တော်လက်ထောင်လို့ပြောလို့ရတာပေါ့နော်ဒီအဲ့တော့ကကျွန်တော်ကဒီစီယုံကျုံညွန်ချိုင်းမှုကျုပ်တောင်ယူထားတယ်အဲ့တော့ကျွန်တော်ရုံအုပ်ဆရာတယောက်ကကြာသွားတယ်ဩအဲ့တော့နေ့တိုင်းကိုနဲ့ကူဖော်လောင်ဖဲ့လုပ်တဲ့ဒီ ရဲဘော်ရဲဘက်ကောင်းတယောက်ကကြာဆုံးသွားတော့ကျွန်တော်တို့အဲအများကြီးယဉ်ကျေးရတယ်အဟိုဝန်နေကြီးခွဲဖြစ်တယ်အဲဘယ်လိုပြောမလဲအခုစိတ်ကူထားတဲ့အလုပ်တွေအများကြီး ဘလိုပြောမလဲမလုပ်လိုက်ရတာဒီတချို့လည်းရှိရှိသွားတာပေါ့အဲ့ဒီတုန်းကပေါ့နော်ဆိုတော့ကျွန်တော်အတွက်တန်ဖိုးမဖြတ်နိုင်လဲဆုံးရှုံးမှုပေါ့လေနော်ခင်တည်းအတွက်တစ်ခုလုံးပါမယ်အဲ့ဒီတော့ခင်တည်းမှာကရာထူးအမြင့်ဆုံးအဖွဲထဲမှာပထမဆုံးကြတာအဲ့ဒီအဲကျွန်တော်ရဲ့အောက်ကဒီရေပေါ်တောင်ဖြစ်လိမ့်မယ်ပေါ့လေနော်ဆိုတော့အဲ့ဒီဖြစ်စဉ်ကတော့ကျွန်တော်အတွက်အဲသူတို့ကိုအမှန်ရစရာဖြစ်ရတစ်ခုလို့ပြောလို့ရပါတယ်အများကြီးရှိတဲ့အထက်မှာမှဆိုရင်တော့အဲ့ဒီဟာကတော့ကျွန်တော်အတွက်အမှန်ရစရာအကောင်းဆုံးပေါ့လေဟုတ် ဒါကျွန်တော်အဲ့လိုမျိုးမမရရမမရဆိုရမေးတိုင်းမှာအလုံးမှတ်ရနေတာရေဖို့ရေပဲတွေကြောက်စောသွားတဲ့အကြောင်းကိုပဲပြောကြတယ်ဗောနော်အဲကျွန်တော်လည်းအဓိကတော့အဲ့လိုမျိုးမေးရတယ်ဆိုကျွန်တော်ဆိုရင်များအဲ့လိုမေးတိုင်းမေးတိုင်းမှာအဲ့လိုမျိုးကြားရတော့ကိုယ်တိုင်မှာအဲ့အဲ့ထရမာတွေပါရတယ်ဗောနော်ကျွန်တော် ကြားရတိုင်းမှာအဲ့လိုစိတ်မကောင်းကြရပဲဖြစ်တယ်အဲဒါမဲ့လည်းကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကကြတော့ဒီတပ်ဖွဲ့တွေဒီဟိုဗောနော်ချိန်ကြရင်သူ့ရဲ့ဂျန်နေခဲ့တဲ့မိသားစုပဲဖြစ်ဖြစ် ဒါသူ့ကိုပဲဖြစ်ဖြစ်ပါเนาะထက်ထက်တန်တန်ဂုံပြူပေးရမယ်သူတွေဖြစ်တယ်ဆိုတော့ဟာကိုဒါပြည်သူတွေကိုလည်းသိစေချင်တယ်ပေါ့เนาะအဲဒါဂျာမင်သားဥပဒေမှာဆိုရင်ဒါမျိုးပုံစံမျိုးရေလုပ်ပေးနေရရှိရပေါ့เนาะအဲတချို့နေရာတွေမှာအဲ့လိုလုပ်ပေးနိုင်ဖို့တော့စူးစမ်းနေကြရလည်းရှိတယ်အဲအပိုင်းတွေမှာသူတို့မတက်နိုင်တဲ့အခါပြည်သူရဲ့အကူအညီလိုနေရလည်းရှိတာပေါ့เนาะအဓိကတော့ဒီတပ်ဖွဲ့တွေကကျွန်တော်မေ့ပြရမယ်သူတွေမဟုတ်ဘူးရောဒီဒီဒီလိုမျိုးထိန်းချုပ်နိုင်တဲ့နေမြေတွေတစ်ခုပြီးတစ်ခုရတိုင်းရတိုင်းမှာတလက်မှတလက်မှတိုင်းမှာဒါတန်ဖိုးထားရမယ်ပေါ့เนาะ ဒီတပ်ဖွဲ့တွေအသက်တွေသူ့ရဲ့ချွေးနေရင်းပြီးလောက်သွားတယ်ဆိုတဲ့ဟာမျိုးအမတ်ရစေချင်တာပေါ့နော်အဲဒါကြောင့်မလို့ဒီလိုသမိုင်းနေဒါတွေကိုသိစေချင်တာပေါ့နော်ချိန်ကြရတဲ့ဒီပြူတွေကိုအဲတာဝန်ရှိတဲ့သူတွေအများကြီးပြစ်ခဲ့ရင်အဲဒီကြီးရဲ့ဂျယ်လေးကိုသိစေချင်တာပေါ့နော်အဲ့တော့ပြောပြလို့လည်းတကယ်ကျေးဇူးတင်တယ်မင်းတော်ဘာလို့လဲဆိုတော့ဒီလိုမျိုးပြောဖို့အတွက်ဆိုရင်ဘယ်သူမှပြန်မပြောချင်းပြုံးပြုံးလေးနဲ့ပြောနေတယ်ဆိုရင်မဲ့ဘယ်လောက်ခံစားရမလဲသိတာတယ်ပေါ့နော်အဲဒါကြောင့်ကျေးဇူးတင်တယ်ပေါ့နော်ဆရာမလား ပြီးတော့ဒီ CDN အရင်နဲ့ပတ်သက်လို့လုံနေရည်လည်းတွေ့ရတယ်ပေါ့နော်အဲပြီးတော့ဇာမင်းသားလည်းပြောပါအောင်အဲပြီးရင်ခုနနှစ်ယောက်အလင်းဝင်လာတယ်ရောက်လာတယ်ပေါ့နော်ခုနလေးအဲခုနလေးပဲရောက်လာတယ်နှစ်ယောက်သူစမ်းတယ်ကျွန်တော်မေးကြည့်ရောမဟုတ်ရတာပုံမှန်ပဲတဲ့အင်းဟုတ်ဒါဒီနေ့နှစ်ယောက်ပေါ့နော်အရင်နေ့ကဘယ်နှစ်ယောက်အရင်နေ့ကဘယ်နှစ်ယောက်အဲ့လိုပုံစံမျိုးတွေတောက်လျှောက်တောက်လျှောက်ရောက်လေဆိုတော့အင်အားတွေဘယ်လောက်ထိတောင်ဟိုဘက်ကနေပြီးတော့ဒီဘက်ကိုပြောင်းလာတယ်လေပေါ့နော်ဘယ်လိုပုံစံမျိုးတွေနဲ့ရောက်လာတယ်များတယ်လေဟုတ်ကဲ့အော်ကျွန်တော် ကျွန်တော်ကလည်းဒီ CDN department ရဲ့ဒီဌာနမှူးအနေနဲ့ကျွန်တော်လုပ်တယ်ဆိုတော့လေနော်ဆိုတော့ဒီအာဒီတော်လိုင်းကနေစပြီးတော့အခုချိန်အထိပေါ့နော်လေးနှစ်ကာလအတွင်းမှာကျွန်တော်တို့စီကိုရောက်လာတဲ့ဒီသက် CDN ပေါ့နော်သက် CDN ဒီကတော့ဟိုပုံစံဟို ဟိုနှမျိုးနှမျိုးလို့ပြောလိုက်ရမယ်ထင်ပါတယ်ပေါ့နော်ဟိုဒီတန်တန်ဒီစီရင်ဝင်တာ ਨੇ ပါစာပေါ့နော်အဲဒီလူအုပ်စုနှမျိုးဖြစ်လိမ့်မယ်ပေါ့နော်တန်ဒီကျတော့ဟိုကလေးကတတ်ထဲရောက်နေနေနေတဲ့အုပ်စုတွေဖြစ်တယ်အခုကျတော့ဒီပါစာအနေနဲ့ပေါ့ပြည်ပြည်ပြည်သူစီမံထံဥပဒေကြောင့်ပေါ့နော်ဟိုဝင်လာပြီးတော့မှဟိုကျွန်တော်စီပြန်ပြီးတော့ပြည့်ပြောင်းလာတဲ့အုပ်စုတွေပေါ့နော်ဆိုတော့ပုံစံနှမျိုးရှိလိမ့်မယ်ပေါ့နော်ဆိုတော့ အာအခုချိန်ဒီကတော့လီလင်းနေတာကာလအတွင်းမှာကျွန်တော်တို့စီမှာအရောက်120ဝန်းကျင်ရှိပါတယ်ပေါ့နော်ဟုတ်တချို့ကြတော့လေဌာနအသီးသီးမှာသွားပြီးတော့ဒီတာဝန်ထမ်းဆောင်နေကြတယ်ဥပမာလက်နေကြီးပြည့်တဲ့ဌာနတို့ဟို drone ဌာနရောက်လာပြီးမှဟုတ်တယ်ကျွန်တော်ဆီကြောင်းလာပြီးမှာပေါ့ရောင်းလာပြီးမှာအဲ့လိုမျိုးပြန်သွားကြတာရှိရယ်တချို့လည်းတိုက်ခိုက်ရေကိုသွားတဲ့တည်ရင်တွေစီပြန်သွားတာမျိုးတွေရှိတယ်အရှိရဲ့ဒီမှာဆိုလို့ရှိရင်လည်းတချို့တည်ရင်တွေလာခေါ်ကြတာရှိတယ် သူတို့ခေါ်တိုင်းဆိုတော့မပေးဘူး။အဲတကယ်သွားကြည့်မှလည်းဆိုအကြိမ်ကြိမ်အခါခါတောင်းဆိုတဲ့ရဲဘော်ဒီကတာလင်းအဲအဲ့ဒီလူတွေတေချာစစ်စစ်ပြီးတော့မှစိတ်ပိုင်းရုပ်ပိုင်းအကုန်လုံးပေါ့နော်ဆိုစစ်စစ်မှုတွေလုပ်တယ်စောင့်ကြည့်ကာလာတွေတတ်မှတ်တယ်။အဲ OK တယ်လို့ပြောမှတာလင်းကျွန်တော်တို့ကဒီတက်ရင်ကအကြီးကဲတွေကိုဒီထိလာတွေ့ခိုင်းတယ် sorry လာတွေ့ခိုင်းပြီးတော့ကျွန်တော်တို့အဲတွေ့ပြီးတော့မှသဘောကျလာအဆင်ပြေလာပြောကြဆိုကြညှိကြအဆင်ပြေလို့ပြောမှကျွန်တော်တို့လက်ထက်ထည့်ပြီးလွဲစားနေတယ်တကွ။အော်အဲစိတ်ချရပြီဆိုမှဟုတ်ခင်တဲ့မှာက ဒီဌာနနေဒီဌာနကိုတော့မှလွဲစားနဲ့သွားရတယ်။အဲဒီတက်ခွဲနေဟိုခွဲစလဲလွဲစားနဲ့သွားရတယ်။လွဲစားနဲ့လွဲပြီလို့ပြောတော့မဟုတ်ဘဲကလက်ခံအတီးပြပါတယ်အတီးပြလက်ခံပါတယ်ပေါ့နော်ဘေယာထူးဘေတောင်ပေးပါတယ်ဆိုတာမျိုးပြန်ပို့တဲ့အချိန်ဒီအဲကျမှအဲ့ဒီဖွဲ့ရတတိစင်းဒီဟိုဘက်ကိုတည်ရင်ဝင်ရောက်တယ်ဆိုတတိပေးမိ30ရှိတယ်ကျွန်တော်မှာလည်းဌာနချင်းချင်းတောင်မှအဲ့လိုစနစ်မျိုးလေးထားရတယ်။ဟာအမိုက်တယ်နော်။လွဲစားမပိုင်းမရအောင် ်ဟုတ်မှုစရေပေါ်ပြောင်းစီနဲ့ပြောင်းသွားစီနဲ့သွားအလိုဖြစ်တယ်လေဟုတ်ဟုတ်ဒါဒီဒီစနစ်တွေကအရန်လိုအပ်တဲ့အရာတွေလေနော်ဟုတ်ကဲ့တခုခုလုတ်ပြီးတိုင်းမှာဒါဌာနအနေနဲ့ဒါအကြီးကဲအနေနဲ့သိနေရမယ်ပေါ့နော်အဲ့ဒါဒီအောက်ခြေကနေစပြီးတိဆောက်ထားတာဆိုတော့ဟုတ်ကဲ့ဒီဒါကလည်းဒါအထူးယူရမယ့်ဟာပေါ့နော်ဟုတ်ကဲ့အဲဝိုက်တယ်အဲ့တော့အဲဆမင်းသားခုလိုဖြည့်ပြရတကယ်ကျေးဇူးတင်တယ်ပေါ့နော်အချိန်နေမအားလက်တဲ့ဂျာတွေကမှဒါအများကြီးပဲ မေ့နေတာတွေအများကြီးရှိတရားပေါ့နော်ဒါပေမဲ့နောက်နောက်ကြုံမှာပေါ့နော်ကျွန်တော်လည်းအရန်ဒီကိုလာလာဖို့အတွက်ကျွန်တော်ကြိုးစားမယ်ပေါ့နော်အဲတော့ကြဘလိုပဲဖြစ်ဖြစ်ဆမ်မင်းသားခုလိုတွေးဆောင်ပြရတယ်ဂျေဆုတင်တယ် VIP အတွက်လည်းဂျေဆုတင်တယ်အဲပြီးတော့ဒီအခုအဲကျွန်တော်ဒီတော်လိုင်းကြီးမှာပေါ့ဆမ်မင်းသားအခုပြည်တွင်းမှာရောဗီပါမှာရောရှိနေတဲ့ဖွဲ့တွေကသူနီးသူဟန်နေတော့ခက်ခဲနေကြပဲဒီပြည်သူတွေကပေါ့နော်အဲပြီးတော့ဒီ GNP ပြည်နယ်မှာမဟုတ်ဘူးအခြားနေရာမှာလည်း ဒီလိုမျိုးခက်ခဲရရှိရပါတော့။ဒီနေ့ပြည်နယ်ဆိုပူဆိုးရတယ်ဒါအခုဆစ်ရှောင်းနေဆိုမနေဘူးပေါ့နော်။ကျွန်တော်လမ်းတစ်လျှောက်တော့အများကြီးတွေ့ခဲ့ရတယ်။အဲကြောင့်အဲ့ကြားတွေရမှာဗျာဒီတော်လိုင်းတက်ဖွဲ့တွေကိုဟိုတက်နိုင်တဲ့ဘိုင်းတွေထောက်ပံ့နေတဲ့ပြည်သူတွေလည်းအများကြီးရှိ။ကျွန်တော်ကျွန်တော်လာတဲ့နေရာမှာလည်းတွေ့တယ်ပေါ့နော်။သူတို့ကပြန်ပြီးတော့ဒီဒီတက်ဖွဲ့တွေကိုအားပေးစကားပြောတယ်ပေါ့နော်။အဲအနေကင်းပါစေ vision ပါစေပေါ့နော်။ဒါပေမဲ့သူတို့ကိုယ်တိုင်အတုကရောက်နေတယ်။ဒါပေမဲ့ဒီပြည်သူတွေကဒီတက်ဖွဲ့တွေပေါ်မှာယုံကြည်ချက်အပြည့်ရှိတယ်ပေါ့နော်။ အဲ့ကြားထဲမှာသူတို့တွေခက်ခဲနေကြတဲ့ထောက်ပံ့နေရရှိလို့အဲကုညီပေးနေရရှိရပါတော့။ငွေကြေးပဲဖြစ်ဖြစ်အများကြီးပေါ့။အဲ့တော့ဒီနိုင်ငံတော်ဝန်ထမ်းမှရှိရရောဒီပြပမှရှိရရောအဲ့လိုမျိုးဒီတော်လန်ပြည်သူပဲပြောပါတော့။တော်လန်ရေးကိုထောက်ခံနေတဲ့ထောက်ပံ့နေတဲ့တော်လန်ပြည်သူတွေကိုဆံမင်းသားအနေနဲ့ဘာအမှားစကားဒါမှမဟုတ်လေပြောစရာစကားပေါ့နော်။ရင်းနှီးစကားတစ်ခုခုရှိရင်ပြောပြပါ။ဟုတ်ကဲ့။အာကျွန်တော်တို့ဒီ ခင်ရဲ့လို့ပြောလိုက်ရင်လူတွေကတော့တီးတီးကြတာပေါ့လေနော်ဆိုတော့ဒီအနေထားတစ်ခုထိကျွန်တော်တို့ကတော်လိုင်းရေးနဲ့ပတ်သက်တဲ့တာဝန်တွေတချို့ထမ်းဆောင်နိုင်တယ်ဆိုတာကဘယ်သူကြောက်လဲလို့ပြောရင်ပြည်သူတွေကိုကျွန်တော်မေ့ထားလို့မရပါဘူးပြည်သူတွေကြောက်ဖြစ်တယ်ဆိုတာမျိုးပေါ့အမြဲတမ်းကျွန်တော်ရင်ထဲမှာဟို ဟိုမမမဂျင်းနဲ့မရှိပြီးသားပဲပေါ့နော်ဆိုတော့ဟိုပြည်သူမရှိဘဲနဲ့ကျွန်တော်တို့ကအရွေးခြေလမ်းတလမ်းလေးတော့မှလမ်းဖို့မဝတ်မရေဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပြည်သူကိုအများအားဖြင့်ကျွန်တော်ဥထိတ်ထားတယ်အဲလေးစားတယ်ဆိုတော့သူအားလုံးကိုဗာပြောခြင်းလေလို့ပြောရင်ကျွန်တော်တော်လိုင်းကြီးကကျွန်တော်တို့ကိုယ်တိုင်ကမနစ်တနေ့ကပြည်သူပဲလीနော်အခုအခုချိန်ထိလည်းပြည်သူပါပဲပေါ့နော်ကိုမိသားစုတွေလည်းပြည်သူလိုပဲနေရပြည်သူကြားမှာပဲကျွန်တော်နေရပဲပေါ့ဆိုတော့ဟိုတတ် တက်ကိုကြည့်တဲ့အကြည့်ဒီဖွဲ့ကတက်ပါဆိုပြီးတော့မှဟိုပြည်သူနဲ့အရန်ခြားနာပြီးတော့မြင်တဲ့ဟာမျိုးတွေတိတ် တိတ်မခံစားစေခြင်းဘူးပေါ့ဟိုဒါကုသသမီးတွေဖြစ်တယ်ပေါ့နော်ဟိုကိုရီနဲ့အားလုံးလွတ်မြောက်ဖို့အတွက်တိုက်ပွဲဝင်နေတဲ့လူတွေဖြစ်တယ်ဆိုရင်မျိုးထွေတဲ့ရင်းနှီးမှုတွေခံစားခံစားစေခြင်းတယ်ပေါ့အဲအဲ့တော့ဟိုပြောမယ်ဆိုလို့ရှိရင်ကိုရဲဘော်နဲ့လည်းအများကြီးဆိုင်ပါတယ်ပေါ့နော်တချို့ရဲဘော်ကျန်လည်းပြည်သူတွေရှေ့ရောက်ရင်ဟို power တွေပြားကျင်လာလို့ပေါ့နော်လက်နဲ့လေးရှိပြီးလို့ရှိရင်ဟို power တစ်ခုရသွားတယ်လို့လို့ထင်ရတာလို့အဲ့လိုမျိုးလေးရှိရှိတတ်တယ်ပေါ့နော်မင်းဘယ်လိုပဲဖြစ်ပြည်သူတွေကိုပြောကျင်တာကတော့ကျွန်တော်တို့ကဟိုအခုချိန်ထိပေါ့ နော်ဟိုစိတ်မပြတ်သေးပဲနဲ့ပေါ့နော်ဝင်အားပေးနေကြတည်တဲ့သူတွေအားလုံးကိုကျေးဇူးတင်တယ် ဟိုတချို့ကျတော့လေအကြောင်းမျိုးမျိုးအကြောင်းဆက်ပြီးတော့မှပံ့ပိုးကူညီမှုတွေမပေးနိုင်တော့တာမျိုးတွေရှိတယ်။ထောက်ပို့တွေလည်းရှိကောင်းရှိနိုင်တယ်။ဒါပေမဲ့တနေ့တစ်ချိန်လုံးကတို့ရဲ့ကျေးဇူးတွေအကြောင်းကျွန်တော်ရဲ့တည်နေနိုင်တယ်ဆိုတာလည်းကျွန်တော်မမိထားပါဘူးပေါ့နော်။အားလုံးကိုကျေးဇူးတင်တယ်ဆိုတာလည်းထပ်ပြီးပြောလို့ရတယ်။အာပြည်သူတွေကပြည်သူရဲ့ပေါ်တွေဖြစ်ရတဲ့ကြောင့်မို့လို့အများရန်တို့ရဲ့မြေတားကိုကျွန်တော်ကလူနေတော့မယ်လीနော်။အဲဒီတဲ့ကြောင့်မို့လို့ကျွန်တော်တို့ကိုဟို ဟိုကျွန်တော်အများအားပြောနေကြစကားရှိပါတယ်ဘာမှမပေးနိုင်တော့မှ love and care ပေါ့နော်ချစ်ချင်းမြတ်တာနဲ့ give side မှုပေါ့နော်အဲ့ဒါကြီးတော့ကျွန်တော်တို့အပြန်အလှန်ပေးကြရအောင်ပေါ့နော်ပြည်သူကိုကျွန်တော်တို့ပေးလို့ရတဲ့ချစ်ချင်းမြတ်တာမျိုးရှိရင်ကျွန်တော်ပေးကြမယ် give side မှုတွေပေးလို့ရတာမျိုးကျွန်တော်တို့ပေးမယ်ပြည်သူတွေကလည်းကျွန်တော်တို့ပေးလို့ရတဲ့ဟာမျိုးဆိုလို့ရှိရင်တော့အဲ့ဒီအရာတွေအကြီးမားဆုံးတော့လည်းနဲ့ပဲလို့ကျွန်တော်ကမြင်တယ်အကြီးမားဆုံးတော့ခွန်အားဖြစ်တယ်ပေါ့ငွေကြီးရပံ့ပိုးပေးနိုင်လို့ပြောရတော့ဒါကတော့မြေပြင်မှာလက်တွေ့အထူးအရာဆုံးအရာတော့ဖြစ်ခဲ့တော့ပေါ့ ဆိုတော့အဲ့ဒါလည်းကျွန်တော်လိုအပ်ပါတယ်ပေါ့နော်ဆိုတော့ green ရဲ့အရွေးပဲပြောပြောကျွန်တော်တို့ဒီ toned line ရဲ့အရွေးပဲပြောပြောပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့မှအဲတစ်ခါလေးじゃ dynamite လိုပဲလေကျွန်တော်တို့ကဟိုဖုံးဆိုတဲလိုက်ကြလိုက်ပေါ့နော်ကျွန်တော်ဒီလိုဖြစ်နေတယ်ဆိုတော့လေဆိုတော့ဟိုအအချိန်နည်းနည်းမြင့်တဲ့အချိန်ရှိမယ်တခါလေအချိန်နည်းနည်းညော့သွားပြီးတော့မှစိတ်သိပ်ပြီးသူတွေအားမလို့အားများဖြစ်တဲ့အချိန်လေးရှိနိုင်တယ်ခါလေကျရင် အာကျွန်တော်တို့ပြန်ပြီးတော့အားကောင်းတဲ့အချိန်လေးရှိနိုင်တယ်ပေါ့နော်ဒီဒီကာလမှာတော့ဒီလိုနည်းနည်းလေးတော့ထပ်ဖြစ်အောင်ပါပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကလည်းဒီတော်လေးအောင်တဲ့အထီးတိုက်ပွဲဝင်မဲဆိုပြီးတော့တန်လိုက်တာချထားပြီးသားတော်လေးအစုဖွဲ့ပြီးဖြစ်နေကြမလို့ဆက်ပြီးတော့မှကျွန်တော်တို့အပေါ်မှာယုံကြည်ပေးပါပေါ့နော်ကျွန်တော်တို့လည်းပြည်သူတွေကကျွန်တော်တို့အဲနဲ့အတူတူရှိနေတယ်ဆိုတာကိုအမြင်နဲ့လည်းယုံယုံနေတယ်ပေါ့နော်အခုချိန်လေးလည်းယုံလို့ပဲရဲရဲကြီးအဲတော်လေးနဲ့မှဆက်ပါနေတယ်ပေါ့နော်ဆိုတော့ဟိုဘာပဲပြော ကျွန်တော်တို့ဒါတွေးစီးပြီးတော့ relationship ရင်းနဲ့ပေါ့နော်ဒါရောင်နဲ့မခွဲခြားပဲနဲ့ပေါ့နော်ချားမှမခွဲခြားပဲနဲ့အပြန်အလှန်ကျွန်တော်တို့ဟိုအားပြုရင်းနဲ့ပေါ့နော်လက်ရှင်းအတူ share ကြမယ်လို့ပြန်တော့အောင်မြင်မှုကလက်တခံမှာပါပဲပေါ့ဟုတ်ဟုတ်ကဲ့ပါမင်းသားအဲကျွန်တော်ကကိုအားဖြစ်ရပေါ့နော်အဓိကတော့ဒါပြည်သူတွေလည်းဒီဒီဒီရုပ်တံလေးကြည့်နေရဆိုရင် အဲရရစရာတွေပေါ့နော်အယူစရာတွေအများကြီးရှိလိမ့်မယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒါအဖွဲ့အစည်းတစ်ခုမှာစနစ်ကဘယ်လောက်ရည်ကြီးတယ်လဲအဲစနစ်ပေါ်ဆောင်မှုအတွက်ကိုဘယ်လိုတွေစူးစမ်းခဲ့ရတယ်လဲပေါ့နော်။ပြီးတော့ဒီဒေါ်လာအောင်မှုအတွက်အဓိကတော့ချက်ကပြည်သူလူထုပေါ့နော်။အဓိကလူထုဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေအဲပြီးရင်ခုနကလက်နက်တစ်ခုရသွားပြီဆိုရင်နောက်မှပဲအဲ အာပြည်သူကိုကာကွယ်ဖို့ပဲဖြစ်တဲ့နယ်ဆိုတော့အကြောင်းအရာတွေအများကြီးရှိပါတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးအကြောင်းအရာတွေနဲ့အဲ့လိုမျိုးအရေးတွေနဲ့တွားနေတဲ့ထဲကဒါဆာမင်းသားနဲ့အခုလိုမျိုးစုံဝေးရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်ဆာမင်းသားပြောရတဲ့စကားတွေကိုလည်းခွန်အားရလိမ့်မယ်လို့ယုံကြည်ရဗောနော်ဒီကတော့ဆာမင်းသားပြောလို့ပဲကျွန်တော်အပြန်လည်းမေတ္တာတရားတွေဂယူဆိုင်မှုတွေနဲ့ရှေ့ဆက်ပြီးတော့ဗောနော်အာလာရှင်ကိုဒါခိဆုံးနိုင်အောင်ဗောနော်ဆက်ပြီးတော့တော်လန်တွားကြပါမယ်လို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဆာမင်းသားခင်ဗျာဟုတ်